လာပါခင်ဗျာအခုဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ Bacan Trip Episode 2ကနေပြီးတော့ပြန်လည်ပြန်ဆိုလိုက်ပါတယ်ခင်ဗျာအခုဆိုလို့ရှိရင်တော့ကျွန်တော်တို့ကပုဂံမှာရှူကင်းကြီးတာဝါလို့ခေါ်တယ်လို့ပုဂံနမ်းမြေမျောစင်ပေါ့အဲ့ကိုရောက်ရှိနေပါတယ်ခင်ဗျာလေဂျန်ဒ်ဝင်းဆိုတော့စတိုရီတာကြီးနဲ့နမ်းမြေမျောစင်မှာကြွေးပါတယ်ခင်ဗျာ thank you ှူပွားအောင်ရောက်မယ်ရှူခင်းနေတော့အားကြီးခံစားလို့ရမှာပေါ့ခင်ဗျာကြည့်ရတဲ့အလားတရားဆိုရင်အရန်လမ်းမောဝယ်ကောင်းတယ်လို့အရန်ကိုလည်းလှပပါမယ်ခင်ဗျာ ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဓမြယံကြီးဖျားကိုဖူးဖို့အတွက်စတင်ထွက်ခွာနေပြီပဲဖြစ်ပါတယ်ခင်ဗျာဓမြယံကြီးဖျားဆိုရင်ကိုတောင်ပေါက်လိုင်တစ်စင်ဂူဖျားကြီးဖြစ်ပြီးတော့ AD 1165မှာနေရသူရမင်းခေါ်ကလကြမင်းကတည်ခဲ့တဲ့ဖျားတစ်စုလည်းဖြစ်ပါတယ်ခင်ဗျာ ဒုမာဒမယံမြန်မာတပည့်ညူအမှုမှာအာလန္နာတကောမှာရွှေစည်းကုန်ဆိုတဲ့စာဆိုရဒမယံကြီးဖရားလည်းပကံမှာဒုရဲ့အကြီးအမားဆုံးရှင်အောင်ဖရားကြီးတစုပဲဖြစ်ပါတယ်ခင်ဗျာအီယာအီဒလာလိုက်လို့လူနာဝလင်းရဲ့ပြက်လို့သူအညာပကံဖရားဘူးမောင်ရွှေဝိုင်းမှန်ကြလောင်းဝါစုဝါကောင်းတော့တော့ဦး ဖျားမှာဆိုလို့ရှိရင်တော့ဘာတွေလေ့လာနိုင်မလဲဆိုလို့ရှိရင်အုတ်စီလက်ရတယ်ကောင်းမွန်တာကိုကျွန်တော်တို့လေ့လာနိုင်ပါမယ်ခင်ဗျာအုတ်တစ်ချက်နဲ့တစ်ချက်ချားကိုအထိုးရမရနိုင်တော့ဘူးစိစက်တိချာတွေကိုပြောစမှတ်လေးပြကြပါရခင်ဗျာတမတော်နေထောင်ပြီးရင်မရှိသူတမတော်ဘူးကြာရနိုင်တဲ့ချစ်ဦးမခွဲဘူးမခေါ်ဘူး

Mira down de luz. တန်တူကူကြာရနိုင်နေချီဦးအခုဆိုလို့ရှိရင်တော့ကျွန်တော်တို့အာနန္ဒာဘုရားရှင်မှာမြင်းလင်းစီဖို့အတွက်ဆောင်းပန်းနေကြတာဖြစ်ပါတယ်ခင်ဗျာ လဲဝင်ရိုးတန်တညဉဏ်ပကံဖျားပေါင်းလို့ဆိုတဲ့အစားဆိုအတိုင်းပကံမှာဖျားပူးရင်မြင်းလဲစီရတဲ့အရသာဆိုရင်လဲဘာနဲ့မှလဲလို့မရတဲ့ခံစားမှုတစ်ခုပါပဲခင်ဗျာ။ ဆိုလို့ရှိရင်တော့မြေပုံသာလောကမှုနီဖရာကိုဖူးမြင်ရမှာဖြစ်ပါတယ်ခင်ဗျာ မြေမဟေလိုဟစ်ကျွေးစက်တဲ့မြာယာဇူနီဆက်ဆက်ပေးစားခဲ့တဲ့အားလုံးရဲ့အမွေအယုံစင်မပြည့်ပြညာပေါ်တဲ့မြာမြေမအနူ သမီးချမ်းရင်းလင်းစီးရင်နဲ့ပကံမျိုးရဲ့နေဝင်တဲ့အလောက်ကိုကြည့်ရတာလေအရန်ကိုလွမ်းမောပွဲကောင်းလာပါတယ်ခင်ဗျာ ုဆိုလို့ရှိရင်တော့ပကံမျိုးရဲ့အမိုးလက်ဖရားကြီးကိုဖူးမြော်ရပါတယ်ဖြစ်ပါတယ်ခင်ဗျာဒီနေ့တော့ဒီလောက်ပါပဲခင်ဗျာနောက်ပီဆိုရင်မှလည်းပကံမှာရှိတဲ့ဖရားတွေကို တူတူဖူးဖို့လိုက်ခဲ့ကြပါဦးခင်ဗျာကျေးဇူးပါခင်ဗျာ